ော်လင်းနိုင်ငံစချင်းတော်လာလာခဲ့တဲ့ချင်းမျိုးသားတအူစင်တက်ကမြန်မာအစိုးရနဲ့အပြစ်ခတ်ရစဲရဲ့ပါဝင်အချက်ကိုချက်ကိုပြီးခဲ့တဲ့ဇန်နဝါရီ6ရက်နေ့ကသဘောတူလက်မှတ်ရေးထိုးလိုက်ကြပါပြီပြီးခဲ့တဲ့ဇန်နဝါရီ9ရက်နဲ့6ရက်နေ့ကချင်းပြည်နယ်မြို့တော်ဟာခါမြို့ဆော့လုံရီရိုက်တာမှာပြုလုပ်တဲ့ပြည်နယ်အဆင့်ငိမ့်ချမ်းရေးတွေ့ဆုံဆွေးနွေးပွဲအပြီးမှာခုလိုသဘောတူငင်လက်မှတ်ရေးထိုးလိုက်ကြတာဖြစ်ပါတယ် အဲဒီဆွေးနွေးပွဲမှာစင်တဲ့ဘက်ကတွဲဖက်တူတူတွင်းရင်မူဒေါက်တာရှူကာဦးဆောင်တဲ့ဆယ်ဦးပန်ငင်းချိုင်းကိုယ်စားလှယ်အဖွဲ့နဲ့အစိုးရဘက်ကပြည်ထောင်စု အစိုးရငင်းချိုင်းဖော်ဆောင်ရေးအဖွဲ့မှမြစ်ထောင်ဝင်ကြီးဦးအောင်မင်းပြည်ထောင်စုတစ်တော်ကြီးရဝင်ကြီးဦးဝင်းထွန်းချင်းပြည်နယ်ဝင်ကြီးချုပ်ဦးဟုံနိုင်ချင်းပြည်နယ်နယ်စပ်ရေးရလုံခြုံရေးဝင်ကြီးဗိုလ်မှူးကြီးဇော်မင်းဦးတို့ပါဝင်ပါတယ်သူတို့သဘောတူညီတဲ့အချက်၉ချက်ထဲမှာတော့၁နှစ်ဖက်ရန်လူတိုက်ခိုက်မှုတွေရပ်တန့်ရ၂ ချစ်ပြည်နယ်မြို့နယ်သုံးမြို့နယ်မှာဆက်ဆံရေးယုံထားရှိရန်သုံးလက်နက်မပါဘဲနဲ့ပြည်ထောင်စုအတွင်းစစ်နယ်မဖွဲ့ဝင်များလွတ်လပ်စွာသွားလာခွင့်ပြုရန်လေးအခြေခံမှုချချပေါ်ချေခံပြီးပြည်ထောင်စုအဆင့်ငင်းချိုင်းဆွေးနွေးရန်ငါပြည်ရပ်ပြည်ပကချင်းပြည်သူများနဲ့လွတ်လပ်စွာတွေ့ဆုံခွင့်ပြုရန်၆အစိုးရမဟုတ်တဲ့ NGO တွေကိုချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လွတ်လပ်စွာလှုပ်ဆောင်ခွင့်ပြုရန်ခွန်အစိုးရရဲ့ထောက်ပံ့မှုနဲ့ချင်းပြည်နယ်တွင်အထူးစီးပွားရေးဆောင်ဖော်ဆောင်ရန် ရှစ်ချင်းပင်တဲ့အစိုးရနဲ့အပြန်လာကြံပေးညှိနှိုင်းပြီးချင်းပင်တဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပူးတွဲလှုပ်ဆောင်ရန်ကိုချင်းပင်တဲ့ရဲ့ဘိတ်ဆိတ်ပြုမှုတွေကိုတိုက်ဖြတ်ရန်ဆိုတဲ့အချက်တွေပါဝင်ပါတယ်။စင်အမ်နဲ့အစိုးရတို့ဟာရခိုင်စစ်စိုးရလက်ထက်2008ခုနှစ်မေလ15ရက်နေ့ကအပြစ်ခတ်ရစိမ်းနဲ့ပတ်သက်ပြီးတကြိမ်တွေ့ဆုံခဲ့ကြပေမဲ့အောင်မြင်မှုမရှိခဲ့ပါဘူး။ဒီတစ်ခေါက်တွေ့ဆုံပွဲမှာတော့အပြစ်ခတ်ရစိမ်းသဘောတူညီချက်လက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ 我让你随意的，随你待，你就。